တိုက်ရင်တိုက်နောက်ထပ်ဖြစ်သွားရင်လည်းခေါ်ဆေးအောင်ပါပဲခင်ဗျားတို့ကတန်လျာစင်ညာဆေးအောင်ပါပဲယူနီဖောင်းကဘယ်နှောက်ဝယ်ဝယ်လို့ရလဲအဲ့တော့ဘလို့အပြစ်သိမဲ့ဘလို့တွေတိောက်ဆိုတာလုပ်မယ်ဆိုတော့ဦးဇင်းတို့တော့နော်ဘာပြောပြောပါမန္တလေးပတ္တာဆာနဲ့ဓမြမှုများဆိုတဲ့ခေါင်းစည်းလေးပါကြမန္တလေးပတ္တာဆာနဲ့ဓမြမှုများဆိုတော့အလုံးလဲစိတ်ဝင်စားလောက်မဲ့ထင်ပါလေကဦးဇင်းကပတ္တာဆာရင်းနဲ့ပတ်တက်လာလို့ရှိရင်ကိုကတာခေါ်ဆုံးမချင်ရိုက်လိုက်ဆုံးမလိုက်မယ်ကိုကတာခေါ်ရချင်ရိုက်လိုက်မယ်တစ်ခါကနိုင်လို့ဖြစ်စည်းလို့ရင်ဘူဒူဝပဲလုပ်လို့ဥစဉ်ကအများတန်းရှေ့ရနေမမမမရက်တည်ခဲ့တယ်ဆိုတာလဲ ဒါဥစဉ်လက်အောက်ကဥစဉ်ရဲ့လက်အောက်မှာနေတဲ့ပြည်သူစစ်တေပတ်တာစားတွေကအတိအဆုံးပါပဲဗျပြည်သူစစ်တေတချို့လုတ်တယ်ဟုတ်လားဖြစ်တယ်ဥစဉ်တော့ဟုတ်လားမြေကိစ္စတွေမှာလုတ်ထား position တွေလုတ်ထားတယ်အများကြီးရှိပါတယ်ဒါတော့ဥပဒေတိုင်သွားကြပါဘူးဥပဒေတိုင်ရေးယူကြပါဘူးဥစဉ်ပြောချင်တာကမခေါ်ပြီးမှမစစ်ကြပါနဲ့ဟုတ်လို့တန်တရားဆိုင်နဲ့ညီလေးမေးချင်တယ်ဟုတ်လားတရားခံပုံစံမျိုးမလုပ်ကြပါနဲ့လို့မေတ္တာရခံကြပါတယ်နော်ဟုတ်တနာမှုမိတယ်လေးစားပါနဲ့စင်အကုန်လုံးဒါအတိုင်းဒါနာတွေရောခရိုင်တွေရောဟုတ်လားစီရင်တွေရောနော်အကုန်လုံးဒါလေးစားတယ်နော်အကုန်လုံးလေးစားတယ် အကောင်လုံးပူးပေါင်းပြီးမှအချိန်တိုလွင့်မှမိအောင်ဖော်နိုင်တယ်တောက်နှားသွားပဲအားလုံးမအမှုဆယ်မှုတီတီပေါ်တယ်ဆယ်မှုတီတီပေါ်တယ်အဲ့တော့ဘာပြောပြောမန္တလေးမြို့ကြီးတော့ဒါကိုပေါ်တော့ဟုတ်လားဟုတ်လားအထက်ခဏတော့လူရဲမှုတွေရှိအောင်မယ်ဟုတ်လားလူရဲမှုတွေညဆိုင်ကြရင်လည်းလူရဲခုခါရှိအောင်မယ်သူပြောချင်တာကတော့ပြည်သူစစ်တီဒါမှမလုံးဝမလုပ်ဘူးပြည်သူစစ်တီအချိန်ကလည်းဆိုချင်ဆိုမယ်မိုက်ချင်မိုက်ခင်မယ်သူတို့လုပ်တဲ့လုပ်ငန်းတွေခင်ဗျားတို့သိပါတယ်အားလုံးပဲမင်္ဂလာပါ ီကနေ့မှာတော့မန္တလေးမြို့ကဓာမြအဖွဲခေါင်းဆောင်မှာပောက်ကူတော်ဖြစ်တယ်လို့စစ်တပ်ဘက်ကတန်တရားနဲ့စစ်ဆေးနေခြင်းအပေါ်ပောက်ကူတော်ပောက်ကွဲနေတဲ့ရုပ်တံနဲ့အတူမြင်းပြမြို့တိမ့်တိုက်ပွဲကဖမ်းမိသည့်စစ်တုံးပန်းမိသားစုဝင်230ခန့်ကိုအေးအေးလွတ်ပေးလိုက်တဲ့ထူးခြားသတင်းပါတင်ဆက်ပေးခြင်းပါတယ်။ရခိုင်ပြည်မြင်းပြမြို့တိမ့်တိုက်ပွဲအတွင်းကဖမ်းဆီးရမိထားသည့်စစ်တုံးပန်းမိသားစုဝင်225ဦးကိုအာရခတ်တတော်အေးအေးက မေလ16ရက်နေ့ဒုတိယအကြိမ်မြောက်လွတ်ပေးလိုက်ကြောင်းသိရသည်စစ်တုံးပန်းမိသားစုဝင်ကလေးတငယ်တက်ကြီးရွယ်ဦးများကိုဒုတိယအကြိမ်မြောက်အာရခတတော် AA ကအခမ်းအနားပြုလုပ်ပြီးလွတ်ပေးလိုက်ခြင်းဖြစ်ကြောင်းစစ်ရေးတရင်ရင်းမြစ်များကပြောသည် အဆိုပါစစ်တုံးပန်းမိသားစုဝင်များကိုအာရခတက်တော်မှာစစ်တုံးပန်းဥပဒေနှင့်အညီကျွေးမွေးဆောက်ရှောက်ခဲ့ပြီးစစ်တုံးပန်းမိသားစုဝင်225ကိုလွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။ကင်းတို့သည်ပြီးခဲ့သည့်2024ခုနှစ်ဖေဖော်ဝါရီ6ရက်နေ့စပြီးအာရခတက်တော်ကမင်းပြမျိုးကို အပိတက်သိမ်းပိုက်ပြီးနောက်ဖမ်းဆီးရရှိခဲ့သောစစ်ကောင်စီစစ်တုံးပန်းများတုံးပန်းမိသားစုဝင်များဖြစ်ကြသည် အဆိုပါစစ်တုံးပန်းမိသားစုဝင်များတွင်အမျိုးသမီးကို15ဦးကလေးတငယ်130ပါဝင်ပြီး အာရခတတော်ကဘင်းတို့အားလုံးကိုမိသားစုများထံအနှံလိုက်ပြီးဖြစ်ကြောင်းတရင်ရင်မြစ်ကပြောသည်နေ့မင်္ဂလာပါဗျာဒီနေ့က16ရက်9လပိုင်း2025ဖြစ်ပါတယ်ဗျာညီမအားလုံးဒီကနေ့ဦးစင်းရဲ့ခေါင်းစည်းလေးရတော့မန္တလေးပတ်တာဆနဲ့တရားမှုများဆိုတဲ့ခေါင်းစည်းလေးပါဗျာ မန္တလေးပတ်သက်တဲ့ဒဏ္ဍာရီမှာဆိုတော့အလုံးလဲစိတ်ဝင်စားလောက်မဲ့ထင်ပါလေကသူစရာပတ်သက်စာရင်းနဲ့ပတ်သက်လာလို့ရှိရင်ကိုကတာခေါ်ဆုံးမချင်ရိုက်လိုက်ဆုံးမလိုက်မယ်ကိုကတာခေါ်ရချင်ရိုက်လိုက်မယ်တစ်ခါကနိုင်လို့ဖြစ်စည်းလို့ရင်ဘူဒူဝပဲလုပ်လို့ဦးစင်ကအများတန်းရှိရနေမမမမရက်တည်ခဲ့တယ်ဆိုတာလဲဒါဦးစင်လက်အောက်ကဦးစင်ရဲ့လက်အောက်မှာနေတဲ့ပြည်သူစစ်တီပတ်သက်စာတွေကအတိအဆုံးပါပဲဗျအဲကြောင့်လေချိုးဆိုလို့ရှိရင်ဦးစင်ကချိုးပုံမှုတွေဆိုလို့ရှိရင်ဦးစင်ကမုန်းတဲ့ပုံမှုတွေရှိတယ်ချိုးလဲဦးစင်ရဲ့စင်းစိတ်အမှန်အကန်ကိုတည့်ရတဲ့ကြောင့် ဥစဉ်ကိုလေသာကြီးညိုတဲ့ကျော်ပြွားမှုတွေရှိတယ်၊ကာနေတွေရှိတယ်၊ပုံချုပ်တွေရှိတယ်အများကြီးရှိပါတယ်။ဒီပြီးတော့မှဆိုလည်းအများကြီးရှိတယ်။နောက်ဆုံးဆိုရဥစဉ်တို့ရဲ့လောက်ရကိုဟိုလာဥခင်ယူရိုတောင်မှာဟုတ်လား။ဥခင်ကြီးနဲ့တွေ့တော့ဥစဉ်တို့လေးတဲ့သားသားကြိုးတယ်၊လေးတဲ့သားသူပြောတယ်။ရှင်ဖရားတို့ရဲ့လောက်ရတိတိကတကယ်ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်ဗျာတဲ့။တပည့်တော်လည်းရှင်ဖရားဟုတ်လား။အများကြီးပဲဥစဉ်တို့ကြက်ခိုင်ရောက်ကတာဥခင်ကြီးနဲ့စကားအကြာကြီးပြောပြတော့နော်။တဲ့နိုင်လောက်ကြတာပေါ့ဒါဥစဉ်တော့လောက်ရဒီပေါ့တွေ့တွေ့ရမြင်ရတယ်ပေါ့တတ်မပေါ့တို့ကျေးဇူးတပည့်တော်လောက်ရမယ်လို့ဒီရှင်ပြတော်တို့ပြအတိုင်းဆိုင်ဝန်တာပီတီဖြစ်မိတယ်ပေါ့အဲ့လိုရှင်ပြတော်က ဟုတ်လားပူကြတော့ကလည်းထုံနေတူစားပဲဦးဇင်းတို့ဟုတ်လားဒါပြောပြပါဦးဇင်းတို့ကအတိအမှန်ပြုစေချင်လို့ဦးဇင်းတို့ကလုပ်နေရမှာပေါ့တကယ်ကိုရင်းနေနှလုံးသားတွေကကိုတိုက်ပြီးကိုလူမျိုးကိုပါတာတာနာကိုချိမြလို့လို့ဦးဇင်းတို့ကအပြစ်ဖြစ်ခံပြီးကိုလုပ်တဲ့အလုပ်တွေကအပြစ်ရှိရဲဆိုတာလည်းတည်ရဲ့ဝင်းနေနဲ့မညီဘူးဆိုတာလည်းတည်ရဲ့အပြစ်ဖြစ်ဖြစ်ပါစီတော့ဆိုတဲ့ခိုင်ချက်တွေကိုဦးဇင်းတို့ကတိုက်ပြီးရင်းချမ်းကိုအေးချမ်းမှုကိုလုပ်နေခြင်းဖြစ်ပြီးမှပြည်သူကိုအမှန်တရားကိုချပြနေခြင်းဖြစ်တယ်ဟုတ်ပြီအခုမန္တလေးမှာဖြစ်တယ်ဖြစ်တယ်အားလုံးပေါ့နော်ဗီဒီယိုစစ်တရားမှတ်မှတ်ပါလေဇိုးရီလူမိုက်တယ်ဇိုးရီလူမိုက်တယ်အဲ့ဇိုးရီလူမိုက်တယ်ကိုမန္တလေး121 online တီး ဒါကြီးတော်တော်လို့ရှိရဆိုတော့ဦးဇင်းတော့ဝိုင်းခွဲမှာထားတယ်ကိုဖွဲ့စည်းခဲ့တယ်။ဖွဲ့စည်းခဲ့တဲ့အတိုင်းပဲဇိုးလေးလူမိုက်တီချေတဲ့ဟုတ်လားမင်းတို့တွေဒီလိုဟုတ်လားတိုင်းမျိုးပြအကျိုးရှိရှိမိုက်အကျိုးရှိရှိလို့အများကြီးပဲဦးဇင်းတို့ဒီ U19 တို့ဦးဇောင်းနဲ့ကဦးဇင်းတို့ဟိုဘက်မရေဟိုဘက်ဒီမှာဆက်ကျင်ဘက်ဒီမှာရှောက်ပြီးသူတို့တွေဟုတ်လားအကုန်လုံးပတ်ပြီးမှသွားတယ်ဟုတ်လားရန်သူနဲ့ထိတ်တိုက်တွေ့ရထိတ်တိုက်ဖြစ်ခဲ့တာလက်နဲ့တွေရခဲ့ဆိုကိုဘက်ကမပြီးလို့ဆိုဆိုဘိုဟိန်းတို့ဆိုအတတိုင်းဘိုဟိန်းတို့ဆိုဦးဇင်းတပည့်ပဲတိကြပါပဲဘိုဟိန်းတို့ရှိတဲ့မှာတိုင်းပြည်အတွက်ဟုတ်လားလူရဲကောင်းဆန်သွားဒါထိတ်တိုက်တွေ့နေတိုင်းပြည်အတွက်ပြစ်ဆက်သွားတာဒီအများကြီးပဲဘိုဟိန်းတို့နောက်ကညီငယ်တွေအကုန်လုံးပဲဒီနေ့ဒီချိန်ဒီတွေ့ရလက်ပွားတွေ ဘိုးဟေးအောက်ကဟာလေအများကြီးပဲနော်ဒါမျိုးတွေဥစဉ်တို့ကျိုးရေးအဲ့တော့ဥစဉ်တို့ပြောချင်တာကနားလေးမြို့မှာဖြစ်လိုက်တိုင်းညမှုဖြစ်လိုက်တိုင်းပြည်သူစစ်တီကိုခေါ်စစ်တယ်ပြည်သူစစ်တီကိုမတင်လာကြည့်ပြည်သူခေါ်မိတယ်အော်မီတာကန်ခံရမှုဆိုတာဒီတိုက်မဲ့ပြည်သူစစ်တီညမှုနဲ့ခေါ်စစ်တယ်ရိုက်တယ်နောက်တော့ပေါ်တော့မဟုတ်ဟုတ်လားရမ်းနေလာတယ်ရမ်းနေလာတယ်စိတ်မကောင်းတာကဥစဉ်တို့ကအဲ့လိုမကျေနပ်လို့တိုက်လိုက်လို့ရှင်သူကတူတူလူချင်းချင်းရေးမရှိဘူးအားတို့အပတ်စဉ်51ကအပတ်စဉ်ဘယ်လောက်ကသူတို့ပတ်တဲ့ရှိတယ်စစ်သားကနေရေးဖြစ်တယ်ခရိုင်မှုဖြစ်တယ်ရေးမရှိဘူးရေးမရှိဘူးခံရတယ်ကောခံရတဲ့သူခေါ်စစ်ခံရတဲ့သူမှလက်နာတယ် ူဘလို့နေမလဲခံစားသူတို့မှခံစားချက်မရှိဘူးသူတို့မှအဲ့လိုလူလိုနားလေတဲ့စိတ်ဓာတ်မရှိဘူးခေါ်စစ်မယ်ခေါ်မင်းမယ်အခါလေကိုထိလိုက်ရောက်ကျူးလွယ်မယ်ခုမိတယ်မြတ်တို့ပထမဆုံးကတည်းကညောင်းဖြစ်တယ်ပတေကြီးကရဲပါတယ်အဲ့လိုကလည်းဥစဉ်တိုက်ရိုက်ပြောတယ်ဒကာကြီးဒါတော့ဝန်တန်းမိကကြမှာရှင်ဖေရလည်းတိုက်ရိုက်ပြောလိုက်ပြီးတာပဲတိုက်ရိုက်ပြောလို့မှတ်သွားခင်ဗျားတို့ရုပ်ကိုဖမ်းမှာပေါ့ရုပ်ကလှုပ်ရှားမှုပဲခင်ဗျားတို့ပြောပြတာဒိန်းစခန်းတကနော်ဒါအများကြီးဖြစ်ခဲ့တဲ့အရာတွေနော်အထမအခုလည်းပူပူနွေးနွေးဖြစ်တယ်ညမမှုတွေဖြစ်တယ်ဦးစင်းတို့ဟုတ်လား ဟောပုံကတော့ဇိုးရီနဲ့ရင်းနေတဲ့ဇိုးရီနဲ့မှတဲ့ဥစဉ်ရီစီတီဗီလေးကိုလည်းကြည့်တယ်ပြောတယ်တပတ်ပဲပြီးနိုင်မယ်ဒကာကြီးတို့အဲ့တကြမို့အဲ့ဒီအိမ်ကိုဝင်ဝင်ထွက်သွားလာတဲ့နှစ်ပတ်နှစ်စီတီကို၂ရက်၃ရက်၃လေးပတ်စီတီကိုပြန်ကြည့်လို့တပတ်မကြော်စရာဘူးလို့ဒကာကြီးကြော်အမှန်ခံရတယ်လို့ပြီးလာပဲအများကြီးပဲဒီမှာလည်းတတ်တာစဒီမှာလည်းပြည်သူစစ်အဲ့တော့ပြည်သူစစ်တွေကစိုးချင်စိုးမယ်မိုက်ချင်မိုက်မယ်အဲ့တော့ဒီပြည်သူကိုမယုံပါဘူးပြည်သူစစ်တွေရာဇဝင်မှာဓမြတိုက်ခဲ့လို့သူများစီကမတရားလူယူခဲ့တာလည်းမရှိခဲ့ဘူး ရှိကြရင်လည်းဦးဇင်းတော့လက်မခံဘူးဒါမှမဟုတ်ဆိုတော့ဝေးရော usage တွေတချို့လောက်တယ်ဟုတ်လားဖြစ်တယ်ဦးဇင်းတော့ဟုတ်လားမြေကိစ္စတွေမှာလောက်တာ position တွေလောက်တာတွေအများကြီးရှိပါတယ်အဲ့တော့ဥပဒေတိုင်သွားကြပါဦးဥပဒေတိုင်ရေးယူကြပါဦးဦးဇင်းပြောချင်တာကမခေါ်ပြီးမှမစစ်ကြပါနဲ့ဟုတ်လို့တန်တရားဆိုင်နဲ့ညီလေးမေးချင်တာကတရားခံပုံလိုက်မှုမလုပ်ကြပါနဲ့လို့မတရားခံရပါနဲ့နော်ဟုတ်တများမှုညီတယ်လေးစားပါနဲ့စီအကုန်လုံးဒါအတိုင်းဒါနာတွေရောခရိုင်တွေရောဟုတ်လားစီရင်တွေရောနော်အကုန်လုံးဒါလေးစားတယ်နော်အကုန်လုံးလေးစားတယ် သဘောလုံးပူပေါင်းပြီးမှအချိန်တိုလွတ်မှမိအောင်ဖော်နိုင်တယ်တောင်းကြသွားပဲအလုံးမအမှုဆယ်မှုတီတီပေါ်တယ်ဆယ်မှုတီတီပေါ်တယ်တော့ဘာပြပြောမနလေးမြို့ကြီးတော့ဒါကိုပေါ်တော့ဟုတ်လားအဲ့ဒါခင်ဗျားတို့လူရမှုတွေရှိဦးမယ်ဟုတ်လားလူရမှုတွေညာဆိုင်ကြင်းနဲ့လူလာတွေခုခါရှိဦးမယ်တို့ပြောချင်တာကတော့ပြည်သူစစ်တီဒါမှမဟုတ်လုံးဝမလုပ်ဘူးပြည်သူစစ်တီအချိန်ကလည်းဆိုချင်ဆိုမယ်မိုက်ချင်မိုက်ချင်မယ်တို့တို့လုပ်တဲ့လုပ်ငန်းတွေခင်ဗျားတို့သိပါတယ်သိပါတယ်ခင်ဗျားတို့နော်ပြည်သူစစ်တီအခုလိုတနက်ကြိုင်ပြီးရှစ်ထွက်တဲ့နောက်မျောလင်းကျင်တဲ့တိုက်နေရမှာဦးသိန်းတို့ရဲ့စီယုံမှုကမ်းမှုကြောင့် ဝန်တူဝန်ဥအောင်နိုင်ထင်းကြီးတို့ရဲ့စီယုံမှုတွေဟုတ်လားနိုင်ငံတော်ချုပ်ရဲ့စီယုံမှုတွေကောင်းကင်ရဲ့အတွက်ကြောင့်ကျွန်တော်တို့ကအဲ့လိုပြောရင်တိုက်မှာတော့မဟုတ်ဘူးမကြိုက်ရင်လည်းကြိုးတော့ပြောရမှာပဲနော်ငါကငါဘာဖြစ်လို့လဲဆိုတော့လူတွေတော်တာကိုမလို့ရင်ကြောက်လေတော်လို့ရှိရင်ဘာမှမကြိုးတော့ပြန်မနေကမြင်အမြုံနေလို့ပဲအမြုံမြင်အမြုံဆိုတာကကိုကိုတိုင်းလည်းခလေးမမွေးနိုင်ဘူးမွေးကိုဝင်ရှိတဲ့နည်းနဲ့ကြောက်လိုက်ပြီးမှစောင့်ကန်တယ်ကိုဝင်ပြစ်ကြောင်အဲ့လိုပဲတော်တဲ့တူကိုလည်းမခံကြောက်အဲ့တော့ပြည်သူစင်နဲ့ဓမြမှုနဲ့ပြည်သူပဒဆာဆာနန်းလေးပဒဆာဆာ လုံးဝလုံးဝခင်ဗျားတို့လက်ဆိုင်မှုဆိုတော့ခင်ဗျားတို့အခုတိလောက်ပါရင်နော်ခင်ဗျားဒါခဏခဏတိတယ်ခင်ဗျားတို့ဖြစ်နောက်တဲ့တိုင်တိုင်နောက်တဲ့ဖြစ်သွားရင်လည်းခေါ်ဆေးဦးမှာပဲခင်ဗျားတို့ကတန်လျာစင်နဲ့ဆေးဦးမှာပဲမိမိဖုန်းကဘယ်နောက်ဝယ်ဝယ်လို့ရလဲအဲ့တော့ဘလို့အပြစ်ပေးမယ်ဘလို့တွေတိောက်ဆိုတာလုပ်မယ်ဆိုတော့ဦးဇင်းတို့တော့နော်ဘာပြောပြောပါဒီစားပါလေဆန်ဒီရောတိုက်တာနာရောခရိုင်ဒီရောအချိန်တို့အတွင်းမှာဖားနိုင်တဲ့အောင်ပင်လေကရင်းရောပေါ့ဗျာရဲစခန်းမျိုးနော်အဲ့တော့အချိန်တို့အတွင်းမှာခင်ဗျားတို့စွမ်းဆောင်နိုင်တဲ့တော့ကြောင့်တကယ်ကိုပြည်သူတွေရဲ့ကိုစားလှိုက်လေလေဝမ်းမြောက်ဝမ်းသာခုံယူမိပါရဲ့လို့ပောက်ကတော့ပြောချင်ပါသေးတယ်အားလုံးပါပါလိမ့်ဗျာ